အားလုံးပဲမင်္ဂလာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့စနေမလ26ရက်နေ့လေခင်းအထိနောက်ဆုံးရရှိထားတဲ့အထူးကြဆုံးသတင်းတွေကိုကျွန်တော်ခင်ဗျာနိုင်ငံတင်ဆက်ပေးပါရုံနဲ့နောက်ဆုံးရထိုက်တန်သတင်းတွေထဲအမတ်လောင်းတွေကိုတရားဝင်မိတ်မဆက်ရေးတဲ့မွန်ပါတီတွေစစ်ဆောင်တွေကိုနှင်ထုတ်ပြီးမွန်ညင်းတံမုတ်တွေထဲစစ်သားအုပ်ဝင်နဲ့တက်ဆွဲလိုက်တဲ့စစ်ကော်မရှင်စားစရာမရှိတော့လို့ဒိတ်လွန်ပေါင်မှုတွေကိုစားနေရတဲ့ဒီမော့ဆိုစစ်ဆောင်တွေအကြောင်းမတရားအာဏာသိမ်းထားတဲ့မင်းအောင်လှိုင်က ရုရှားရဲ့ကျူးကျော်မှုတွေကိုထောက်ခံတယ်လို့ပြောတဲ့သတင်းစေဝေရာကိုပြင်းမုံတစ်ခုလိုအခြေကျူနေတဲ့စစ်တပ်လေဘရာအာနာရှင်ထံကနေငွေကြေးရယူခဲ့တဲ့ပြင်သစ်သမ္မတဟောင်းထောင်ငါနဲ့ချခံရတဲ့အကြောင်းအဲ့လိုအထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့တော့ပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမတ်လောင်းတွေကိုတရားဝင်မိမဆက်ရဲ့မွန်ပါတီရဲ့ဆိုရတဲ့သတင်းပါ မွန်ပြည်နယ်မှာစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့အမတ်လောင်းတွေကိုပါတီတွေကရှုံးဝဲထားတယ်လို့သိရပါတယ်။စစ်ကောင်မရှင်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကအမင်းစင်းတွင်သွင်းထားတဲ့အမတ်လောင်းအခြေအတွက်ကိုစတင်မလာ23ရက်မှာထုတ်ပြန်ခဲ့ပြီးဖြစ်ပေမဲ့မွန်ပြည်နယ်ကလည်းရွေးကောက်ပွဲဝင်မဲ့ပါတီတွေကအမတ်လောင်းအမျိုးကိုအထူးရှုံးဝဲထားစေဖြစ်ပါတယ်။လုံခြုံရေးအရကြောက်လို့လူသိမခံကျင်လို့ထုတ်မပြောတာလို့နားလည်ပါတယ်။အခုဆိုရင်တထုံမှာကိုစလီလောင်းတွေကြမ်းကြိတ်တာကိုလူသိမခံကျင်လို့ တရားရုံးကိုတနင်္ဂနွေဖွင့်ပြီးကြမ်းကြိမ်နေရတယ်လို့ကြားတဲ့အကြောင်းမွန်ပြည်နယ်ပကဖဒုတာဝန်ခံစောထူအောင်ကပြောပါတယ်စစ်ကောင်မချင်ကရွေးကောက်ပွဲအပိုင်းတစ်ပြုတ်လုံးမယ်ဆိုရဲကြိုက်ထိုကြမ်းမျောချောင်းဆောင်မော်လမြိုင်နဲ့တထုံမြို့နယ်ကပါတီတိုင်းဟာသူတို့ရဲ့အမတ်လောင်စင်းကိုပါတီဝင်အဆင့်တောင်မသိအောင်ရှိုးဝဲထားတယ်လို့မော်လမြိုင်မြို့ခံပါတီဝင်နဲ့နှိဆက်သူတူကပြောပါတယ်အခုဆိုချောင်းဆောင်ပြည်နယ်လွှတ်တော်ကနေလက်ရှိမွန်ပြည်နယ်ဝင်ကြီးရှုပ်ဝင်ပြိုင်မယ်ဆိုပြီးတင်းနေထွက်နေတယ် မှန်မယ်လို့လည်းထင်တယ်ဒါပေမဲ့ကျန်ပုတ်ကတရားဝယ်မထုတ်ပြန်သေးတော့ဘာမှအပြည့်မပြောနိုင်ဘူးလို့သူကပြောပါတယ်ရုပ်ောက်ပွဲကော်မရှင်ကိုတင်သွင်းထားတဲ့အမတ်လောင်းတင်သွင်းလွှာတွေကိုစတင်ဘာလ23ရက်ကနေအော်တိုဘာလ4ရက်နေ့ထိစစ်စစ်သွားမယ်လို့ထုတ်ပြန်ထားပါတယ်ဒုတိယအနေနဲ့စစ်ချောင်းတွေကိုနှင်ထုတ်ပြီးမုံညင်းတမုတ်တဲ့တဲ့စစ်သားအုပ်ရင်းနဲ့တက်ဆွေးလိုက်တဲ့စစ်ကော်မရှင်တင်းကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းမူရမျိုးအနီးကစစ်ချောင်းတွေနေထိုင်တဲ့မုံညင်းတမုတ်တဲ့ဖျားဝင်းတဲ့ကို တက်ကြေးစစ်သားတွေဝင်ရောက်တက်ဆွဲပြီးတော့ဖိနှိပ်မှုနဲ့ပြုလုပ်နေတယ်လို့သိရပါတယ်။ PRS တင်မလာ20ရက်ကစပြီးတော့ဖျားဝဲအတွင်းကိုအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကတက်ကြေးစစ်သား150ခန်းဝင်ရောက်တက်ဆွဲပြီးတော့ဖျားဝင်ပေါက်မှာရှဲမျောစင်နဲ့ကြားတိုင်ကျောင်းမှာစကန်ချထားတယ်လို့သိရပါတယ်။2022ခုနှစ်လောက်ကတည်းကဖျားဝင်တဲ့မှာစစ်ဆောင်ရဲ့နင်းနေရပါအရှားရွာတွေကလည်းညာဘက်လမ်းနဲ့ကြီးပစ်တာကြောက်တော့အဲ့ဒီအထက်လာအိတ်ကြတယ်ညနေ9:00ခွဲရင်ဖုံးကြီးကတကားပိတ်တယ် ဒါကိုအရက်မှုနေတဲ့စစ်သားတွေကဆက်ဆောင်ပြည်သူတွေကိုမောင်းချရာတို့ညနေတကားပိတ်ချိန်မှာလာအိတ်တဲ့ပြည်သူတွေကိုအင်တောင်စုစီရင်စစ်တာတို့ပါလာတဲ့အိတ်တွေကိုဖွင့်စစ်ဆေးရာတို့လုပ်တယ်တချို့အလောက်ကပြန်လာတဲ့ပြည်သူတွေကိုပေးမဝင်ဘူးအကြောင်းရင်းလည်းမသိရဘူးပြီးတော့အဝင်အထွက်ကိုတိလရှင်ရောဖုံးကြည့်ပါမကြံစစ်ဆေးရာတွေလုပ်တယ်လို့မူရမြို့နယ်သတင်းမှန်ပြန်ကြားရေးကတာဝန်ရှိသူတူကပြောပါတယ်ဒါအပြင်ဖျားအဝင်ပေါက်မှာရှယ်ဆင်ရုပ်ကျင်းနှစ်ခုချမ်းမှာ စစ်သားတွေကတဲအိတ်တွေနဲ့ဘန်ကာတိဆောက်ထားတဲ့အတွက်စစ်ဆောင်တွေကထိတ်လန့်နေတယ်လို့သိရပါတယ်။အထက်မှာတော့တက်ကြီးရွှေဘက်ကြံတယ်။လူငယ်တွေကမနေကြတော့ဘူးလေမနေရဲတော့ဘူးပေါ့တော်လင်းရဲ့အဖွဲ့ရဲ့နေလာတော့တွာလာကြတာလည်းမရှိပါဘူး။ရုပ်ကောက်ပွဲအတွက်အင်တာဗျူးစီရင်ကောက်ဖို့ဖြစ်နိုင်တယ်လို့သူကပြောပါတယ်။မုံရွာမြို့အတွင်းစစ်တပ်မီရှိုးဖျက်ဆီးခဲ့တဲ့တက်ကြီးချင်းရွာနဂါရင်းရွာကြာပန်ရွာနဲ့ညောင်ဖြူပင်ရွာကဒေသခံတွေဟာမုံညင်းတမုတ်တေဖျားခွဲမှာနေရာယူဖြစ်တယ်လို့ စစ်တပ်စစ်ကြောင်ထိုးပါကလည်းနီးဆက်ရာကျေးရွာကဒေသခံတွေဟာအခုဖျားကိုလာရောက်ဆစ်ချောင်ကြတဲ့နေရာလေးဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တင်းကတော့စားစရာမရှိတော့လို့ဒိတ်လွန်ပေါမုံတွေကို စားနေကြရတော့တဲ့ဒီမိုးဆူဆစ်ချောင်တွေဆိုရက်အကြောင်းပါ။ကိုရင်းပြင်းတဲ့ဒီမိုးဆူမျိုးအနောက်ဆက်မှာရှိတဲ့ဆစ်ချောင်စကန်တစ်ခုမှာစားစရာလုံးဝပြတ်သွားပြီးတော့ဒိတ်လွန်တွေကပေါမုံတွေကိုစားသုံးနေကြရပါတယ်။အခုလိုအခြေအနေကိုဒီမိုးဆူမျိုးအနောက်ချမ်း ကိုဝံရက်မှာရှေ့ရလင်းရောင်ရှိစစ်ဆောင်စခန်းမှာကြုံတွေ့နေရတာဖြစ်ပါတယ်။မနေ့ကစစ်ဆောင်စခန်းတစ်ခုလုံးစားစရာမရှိတော့လို့ကြော့ပေါ်ကြားအဖွဲ့စီသွားပြီးအလှခန့်တယ်။သူတို့လည်းစစ်ဆောင်အစ်စ်တို့ကိုကူညီနေရတော့ဘာမှမရခဲ့ဘူး။နောက်ဆုံးရှယ်ကုံကကုံဆောင်ဆိုင်တစ်ခုကနေဒိတ်နှစ်လလွန်နေရပေါင်ပေါင်း182လုံးရရှိခဲ့တယ်။အဲ့ဒါလေးကိုမနေ့ကညနေ9နာရီမှာစစ်ဆောင်တွေစီဝေပေးပြီးဝိုင်းရုံကိုခဏတာဖြည့်ရှင်းလိုက်ရတယ်လို့လင်းရောင်ရှိစစ်ဆောင်စခန်းရဲ့ဒုတာဝန်ခံကိုရန်နိုင်စိုးကပြောပါတယ်။ လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေကိုတော့ကိုရင်ပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီကိုအကူအညီတောင်းခံထားတာမရှိသေးဘူးလို့သူကဆိုပါတယ်။လေးရောက်ရှိဆက်ဆောင်စခန်းမှာအင်ထောင်စု30စုဆက်ဆောင်ပြည်သူ122ဦးရှိပြီးတော့အလောက်ကံမရှိတဲ့အတွက်အခုလိုအငတ်ပင်နဲ့ရင်ဆိုင်လာရတာဖြစ်တယ်လို့အဲ့ဒီစခန်းမှာနေတဲ့ကလင်းငယ်2ဦးရဲ့မင်းခင်ဖြစ်သူကပြောပါတယ်။ဒီဆက်ဆောင်စခန်းမှာရှစ်သမီးရဲ့၆ကြာတွေကအလောက်ရနိုင်မဲ့နေရာတွေကိုတွားပြီးပတ်စံချကြတယ် စခန်းမှာကအသက်ကြီးတဲ့သူတွေခလေးတွေနဲ့မိမတွေပဲကြံခဲ့တာပေါ့ဆစ်ဆောင်နေရတဲ့နှစ်တွေမှာအမျိုးတွေစီကဆန်ရှိစားခဲ့ပေမဲ့သူတို့လည်းမရှိတော့ဘူးဆိုတော့ရှိလို့မရတော့ဘူးဒီနေ့မှာကြက်တဲလာခဲ့ရလို့၎င်းကပြောပါတယ်လေးယောက်ရှိဆစ်ဆောင်စခန်းဟာလူသူအယောက်ပေါက်နေတယ်လို့နေထိုင်ဖို့မြေသားရှိပြီးတော့လောက်ကိုင်စားတောက်ဖို့မြေမရှိတာကြောင့်စစ်ဘေးရှောင်တွေဟာပိုပြီးအခက်အခဲနဲ့ကြုံတွေ့နေရတာလည်းဖြစ်ပါတယ် ဆက်လက်ပြီးမတရားအာဏာသိမ်းထားတဲ့မင်းရောက်လန်ကရုရှားရဲ့ကျူးကျော်မှုတွေကိုထောက်ခံတယ်လို့ပြောလာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တိုင်းပြည်အာဏာကိုမတရားသိမ်းခဲ့တဲ့စစ်ကောင်စီကောင်းဆောင်ကရုရှားရဲ့ကျူးကျော်မှုတွေကိုထောက်ခံတယ်လို့ရုရှားနိုင်ငံသမ္မတဗလာဒီမီယာပူတင်နဲ့တွေ့ဆုံရမှာပြောကြားခဲ့ပါတယ်။မနေ့ကမင်းရောက်လန်နဲ့ပူတင်တို့ရုရှားနိုင်ငံမှာတွေ့ဆုံခဲ့ပြီးတော့နှစ်နိုင်ငံအစိုးရနှစ်ရက်အကြာသဘောတူညီချက်တွေဆွေးနွေးခဲ့တယ်လို့စစ်ကောင်စီလက်အောက်ခံပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာမင်းအောင်လှိုင်ကနိုင်ငံတိုင်းဟာသူရဲ့အရှုပ်ချအာဏာနဲ့နိုင်ငံသူနိုင်ငံသားတွေရဲ့အကျိုးစီးပွားအပေါ်လုံခြုံရေးအားထိပါလာရင်ကာကွယ်ကွင်းရှိတယ်ဆိုတာကိုလက်ခံထားတဲ့အတွက်ရုရှားနိုင်ငံရဲ့ဆောင်ရွက်နေရာတွေကိုထောက်ခံကြိုဆိုရဲလို့မင်းအောင်လှိုင်ကပြောပါတယ်။မင်းအောင်လှိုင် ပြောစကားနဲ့ပတ်သက်လို့နိုင်ငံရဲ့လင်းလာသူသူကမင်းအောင်လှိုင်ပြောတာကတော့ရှင်းပါတယ်။ယူကရိန်းကိုကျူးကျော်နေရကိုထောက်ခံတယ်ပေါ့။ပြီးတော့ NATO ဖွဲ့ဝင်နိုင်ငံတွေအပေါ်လေကြောင်းကနေဂျန်ဆာရာကိုထောက်ခံတယ်ဆိုပြီးပြောလိုက်တာ။ သူလူဂျင်နရယ်ရှိရောရုရှားကိုနင်းကန်ဖားနေတယ်လို့မြင်တဲ့အကြောင်းသူကပြောပါတယ်။ဒါအပြင်မင်းအောင်လည်းကမကြမိမှာပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကိုကျင်းပပြီးတော့ဒီမိုကရေစီစံနှုန်းတွေနဲ့အညီနိုင်ငံတော်တာဝန်ကိုလွှဲအပ်ပေးသွားမယ်လို့လည်းပူတင်ကိုကြွားလုံးထုတ်ခဲ့ပါသေးတယ်။ရွေးကောက်ပွဲအချိန်မှာနိုင်ငံတကာလိမ့်လာရဲ့ဖွဲ့တွေကိုဖိတ်ခေါ်သွားမယ်လို့လည်းမင်းအောင်လည်းကပြောပါတယ်။ရုရှားနဲ့လည်းပူးပေါင်းဆောင်ရွက်မှုနဲ့တုံ့ပြန်ဆောင်ရွက်သွားမယ်ဆိုပြီးတော့မင်းအောင်လည်းကပူတင်ကိုပြောဆိုခဲ့ပါသေးတယ်။ နောက်ဆုံးပြည်တွင်းသတင်းတစ်ပုဒ်ကတော့ဆေးဝေရာကိုပြင်းထန်တစ်ခုလိုရေးချူနေတဲ့စစ်တပ်သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတန်းအနောက်ချမ်းမှာရှိတဲ့မြို့နယ်မှာဆေးဝါးဝေယူခွင့်နဲ့တေယူပို့ဆောင်ခွင့်ကိုစစ်တပ်ကတင်းကျပ်စွာပိတ်ပင်ထားတဲ့အတွက်ဒေသခံတွေအခက်အခဲများစွာကြုံတွေ့နေရပါတယ်။ဒေသခံတွေဟာဆေးဝါးလိုတလောက်ဝေယူခြင်းစစ်တပ်လောက်ခံမြို့နယ်ဆောင်ဝင်တဲ့ထက်မှာထောက်ခံချက်တောင်းယူနေရတယ်လို့အုပ်ဖို့မြို့နယ်ကအသက်၄၀အရွယ်မျိုးသားတူကပြောပါတယ်။ ထိခိုက်အနာရီမှာတုံးတဲ့ဆေးဝါးဘူးလေးတွေပတ်တီလိုက်တွေဆိုဆရာဝန်ကြီးခွင့်ပြုချက်လက်မှတ်ပါမှာဝေလို့ရတယ်မြို့ပေါ်ဆေးဆိုင်တွေအားလုံးကိုစစ်တကခေါ်တွေ့ပြီးတော့ဆရာဝန်ကြီးခွင့်ပြုချက်မပါဘဲရောင်းရင်အရေးယူမယ်ဆိုပြီးချိန်ချောက်ထားတယ်လို့သူကပြောပါတယ်ဒါအပြင်ရန်ကုန်ပြည်ကားလမ်းဘိုင်းမှာလည်းဖျားနာပျောက်စေတုံးကထက်ကြော်ပြီးတေဆောင်လာတဲ့ခီးတွေကိုစစ်စင်မေးမြန်းပြီးဆေးဝါးတွေကိုလည်းစစ်တကတိမ်းယူမှုနဲ့ပြုလုပ်နေပါတယ်အခုလိုစစ်တကဆေးဝါးဝေယူခွင့်နဲ့တေယူခွင့်ကိုတင်းကျပ်လိုက်တာကြောင့် ပခိုးရိုးမအနေကကျဲဝါရီမှာဆေးဝါးပြက်လက်ပြီးဘေးဒုက္ခတွေကြုံတွေ့နေရပါတယ်။မိုးရင်းဆိုတော့ရှမ်းနာတွေဖြစ်တာတော်တော်ဆိုးတယ်၊ကူးဆက်ခံရတာလည်းတော်တော်များတယ်။ပိုဆိုးတာကတောက်ဆဲလိန်ဆဲဘာမှဝင်မရဘူး။နာတာရှဲဆဲဆွဲတောက်နေရသူတွေဆိုပိုဆိုးတယ်လို့ကျိုးပင်ကောင်းမြို့နယ်ကဒေသခံတို့ကပြောပါတယ်။ပခိုးရိုးမနဲ့ရိုးမအနေကျဲဝါရီမှာတော်လင်းတန်တဲ့စစ်ကောင်စီတပ်တော်တိုက်ပွဲတွေပြင်းထန်ပြီးစစ်တပ်ကအထိနာတဲ့အတွက်ဖြက်လေပြက်နဲ့တော်လင်းတပ်တွေအခက်တွေ့အောင်လှုပ်ဆောင်နေတာဖြစ်ပေမဲ့ တကယ်ခံစားနေရတာကတော့ပြစ်သူတွေဖြစ်ပါတယ်။နောက်ဆုံးပြပတဲ့တင်ကတော့ Lebra Anderson ထံကနေငွေကြေးရယူခဲ့တဲ့ပြင်သစ်သမ္မတဟောင်းထောင်ငါးနှစ်ချခံရတဲ့တင်ကိုပြောပြရင်ကျွန်တော်ရဲ့တင်ဆက်မှုတွေကိုအဆုံးသတ်လိုက်ပြစေခင်ဗျာ။ Lebra Anderson ခေါင်းဆောင်ဟာဘုံမိုးကြီးမူအမ်မာဂဒါဖီဆိုကနေတရားမဝင်ငွေကြေးရယူခဲ့တယ်ဆိုရဲဆွတ်ဆွေးကြအတွက်ပြင်သစ်သမ္မတဟောင်းနီကိုလက်ဆာကိုဇီယာဟာထောင်ငါးနှစ်ချမှတ်ခြင်းခံခဲ့ရပါတယ်။ အဓိကဆွဆွေခံရတဲ့အကြောင်းအရာကတော့ဆာကိုဂျီယာဟာသူ့ရဲ့2009ခုနှစ်ရွေးကောက်ပွဲကမ်ပိန်းအတွက်ငွေကြေးအထောက်ပံ့တွေရရှိဖို့လေဘရာအရာရှိရဲ့ဆက်သွယ်ပြီးတော့ယူယုံငွေတန်ပေါင်း10နဲ့ရှိတာအကူအညီရယူသုံးစွဲခဲ့တာဖြစ်ပါတယ်။မနေ့ကပါရီမြို့ရန်စွဲခွန်ယုံကဆာကိုဂျီဟာဆွဆွေချက်တဲ့အတွက်အပြစ်ရှိရလို့သတ်မှတ်ပြီးတော့ထောင်ထဲ၅နှစ်ချမှတ်လိုက်တာဖြစ်ပါတယ်။ဒါပေမဲ့အာဂရီလိုက်ဆာမုံမိတ်ဆွေမုံတွေမှာတရားမဝင်ငွေကြေးအသုံးပြုမှုစတဲ့ဆွဆွေချက်တွေကတော့ ုလင်းကျွတ်လွတ်ပေခဲ့ပါတယ်။ထောင်နိုင်ငံနဲ့ရှာမှတ်ခံရတဲ့စာကိုကြီးဟာပြည်တံကိုအယူခံဝင်ရင်တောင်မှအချင်းထောင်မှာဆက်လက်နေထိုင်ရမှာပဲဖြစ်ပါတယ်။ပြင်းထန်သမရအပြင်း2009ခုနှစ်ကနေ2012ခုနှစ်အထိတာဝန်ယူခဲ့တဲ့အသက်80ရွယ်ဆာကိုစီကတော့တရားရုံးဆုံးဖြတ်ချက်ဟာပြင်းထန်တယ်လို့ဝေဖန်တဲ့အပြင် သူဟာဘလို့အမှားမျိုးမှ မကျူးလွန်ထားဘူးလို့ညှင်းဆုပ်ခဲ့တယ်လို့စစ်ဆေးချက်တွေဟာနိုင်ငံရေးလောက်ကျန်မှုသာဖြစ်တယ်လို့ပြောပါတယ် ဆာကိုဇီဟာလာမယ့်ရက်ပိုင်းအတွင်းမှာပါရီမာရှိတဲ့အချင်းထောင်တစ်ခုကိုပို့ဆောင်ခြင်းခံရမှာလည်းဖြစ်ပါတယ်။ MPN ရဲ့နည်းနည်းခင်မှာရရှိခဲ့တဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ။ MPN ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွဝေရောက်မှတ်ချက်ပြုသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြချမ်းသာရှန်းတာပြီးဘဝအမောရေးပေးကြပါစေခင်ဗျာ။